နိုင်ဂျီးရီးယားရဲ့အမျိုးသားအစားအစာဖြစ်လာတဲ့အင်ဒိုနီးရှားကခောက်ဆွဲကြောက်တထုပ်ရဲ့ပုံမြင်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီငါချန်နယ်ကနေပြောလဲကြိုဆိုလိုက်ပါတယ်တင်းအနေနဲ့အင်ဒိုမီဆိုတဲ့နာမည်ကိုလုံးဝမကြားဘူးသူဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အာဖရိကအရှေ့အလယ်ပိုင်းနဲ့အရှေ့တောင်အာရှမှာနေထိုင်နေသူဆိုရင်တော့တခါတော့အဲ့ဒီနာမည်နဲ့ခောက်ဆွဲကိုစားဘူးပြီးလောက်မှာပါဘာဖြစ်လို့လဲဆိုရင်ဒီခောက်ဆွဲကြောက်ကနိုင်ငံပေါင်း60လောက်မှာလူကြိုက်များနေလို့ပါပဲပို့ထူးကြတာကဒီခောက်ဆွဲဟာမိုင်ပေါင်းများစွာ ာခရင်းနဲ့သွားပြီးရဲ့နောက်နိုင်ငံတစ်ခုရဲ့အမျိုးသားအစားအစာသွားဖြစ်နေတာပါဟုတ်ပါတယ်အင်ဒိုမီဆိုတဲ့အင်ဒိုနီးရှားခေါဆွဲကနိုင်ဂျီးရီးယားနိုင်ငံရဲ့အမျိုးသားအစားအစာသွားဖြစ်နေကြတာပါအဲ့ဒီဇလန်ကလည်းစိတ်ဝင်စားစရာကောင်းလာပါတယ်အင်ဒိုမီကို1982ခုနှစ်မှာစတင်ပြီးတော့ထုတ်လုပ်ခဲ့ရပါအဲ့ဒီတော့ကတော့အင်ဒိုနီးရှားဈေးကွက်အတွက်လောက်ပါပဲ။ဒါပေမဲ့နောက်ပိုင်းမှာတော့နိုင်ငံเจ้าကိုဈေးကွက်ထိုးဖောက်ဖို့စူးစမ်းခဲ့ရပါဘူး။ ဒီအချိန်မှာပဲအနောက်အာဖရိကဈေးကွက်ကအင်ဒိုမီအတွက်အလားလာကောင်းဖြစ်လာခဲ့ရပါဒီလိုနဲ့ပဲအင်ဒိုမီ ခောက်ဆွဲကြောက်ထုတ်တွေကအနောက်အာဖရိကရဲ့စူပါမားကတ်တွေပေါ်မှာနေရာယူလာခဲ့ပါတယ်အထူးသဖြင့်နိုင်ဂျီးရီးယားမှာအင်ဒိုမီကိုအားပေးကြလာခဲ့ရပါ အဲ့ဒါကလည်းနိုင်ဂျီးရီးယားသားတွေရဲ့အကြိုက်နဲ့လိုက်အောင်ရတာကိုပြောင်းလဲနိုင်ခဲ့လို့ပါပဲဒီလိုနဲ့1995ခုနှစ်လောက်အရမှာတော့အင်ဒိုမီကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်အနောက်အာဖရိကဈေးကွက်အတွက်အခောက်ဆွဲတွေကိုအရင်လိုမျိုးတင်ပို့တာမျိုးမလုပ်ဘဲစက်ယုံထောင်ပြီးတော့ထုတ်လုပ်လိုက်ဖို့ပါပဲအင်ဒိုမီကအဲ့ဒီအစီအစဉ်ကိုအမြန်ဆုံးအကောင့်ထည့်ဖို့ခဲ့ပါတယ်ပထမဆုံးစက်ယုံတီထောင်ပြီးချိန်မှာအင်ဒိုမီရဲ့အခွင့်အလမ်းတွေကပို့ပြီးတော့ပွင့်လင်းလာခဲ့ပါတယ် အဓိကအချက်ကအတွင်းကုန်ကုန်တွေရောင်းနေသွားတာကြောင့်ဈေးချိုချိုနဲ့ရောင်းချလာနိုင်ပါတယ်။ပြီးတော့ဒေသခံအကြိုက်အရသာနဲ့ကန့်ရင်အောင်ချက်ချင်းတုံ့ပြန်ဖို့မြန်လာခဲ့ပါတယ်။ပြောရရင်နိုင်ဂျီးရီးယားသားတွေရဲ့အကြိုက်ကလည်းတသက်ရှိနေတာပေါ့။အင်ဒိုမီကအဲ့ဒီလိုအချက်တွေကိုခက်မြန်မြန်ပဲဖြည့်ဆည်းပေးခဲ့တာပါ။အိုပြင်းနဲ့အမွေးကြိုင်ရနံ့တွေထည့်ပေးတဲ့လို့မတူညီတဲ့ခေါင်းဆွဲလုံးပုံစံတွေအပြင်ဒေသခံဟင်းတွေနဲ့တွဲဖက်စားလို့အဆင်ပြေအောင်ဖန်တီးခဲ့ပါတယ်။ ဒီလိုနဲ့အင်ဒိုမီဒစိတ်ကျက်သွန်နေကျက်သားခောက်ဆွဲငရုတ်သေးကျက်သားခောက်ဆွဲတွေကနိုင်ဂျီးရီးယားသားတွေရဲ့ favorite ဖြစ်လာပါတယ်။အင်ဒိုမီကသူရဲ့ထုတ်ကုန်တွေကိုအစာပြေအတွက်ဦးစားမပေးဘဲပြည်စုံတဲ့စားစရာတစ်ခုဖြစ်ပြောင်းလဲလိုက်ချိန်မှာနိုင်ဂျီးရီးယားသားတွေရဲ့မနက်စာ၊နေ့လယ်စာ၊ညစာစားချိန်တွေကအင်ဒိုမီခောက်ဆွဲတွေဖြစ်လာပါတယ်။နိုင်ဂျီးရီးယားမှာအခြေချထားတဲ့အင်ဒိုမီကအဲဒီကနေတစိမ့်အနောက်အာဖရိကဈေးကွက်ကိုချဲ့ထွင်နိုင်ဖို့အခြေအနေကောင်းတွေရလာခဲ့ရပါ။ အင်ဒိုမီခေါင်ဆွဲကျောက်တွေဟာမြို့ပေါ်စူပါမားကတ်တွေတာမကတောစုံအောင်ကြားကကုံစုံဆိုင်နေမှာပါရနိုင်တဲ့အထိဖြစ်လာပါတယ်။ကျောင်းသားတွေနဲ့လူငယ်တွေအတွက်အင်ဒိုမီဟာပျော်စရာကောင်းတဲ့ခေါင်ဆွဲဖြစ်ပါတယ်။ပွဲလမ်းသဘင်တွေမှာလည်းအင်ဒိုမီခေါင်ဆွဲကမပါမဖြစ်ပါဝင်လာပါတယ်။နောက်ဆုံးနိုင်ဂျီးရီးယားရဲ့လူမျိုးဆက်တွေအတွက်အင်ဒိုမီဟာသူတို့ကိုယ်တိုင်ချက်ပြုတ်စားမှအရသာရှိတဲ့ခောက်ဆွဲဖြစ်ပြောင်းလဲခဲ့ရပါ နောက်ဆုံးပြောရရင်တော့နိုင်ဂျီးရီးယားသားတွေကအင်ဒိုမီကိုအင်ဒိုနီးရှားခေါက်ဆွဲလို့တောင်မမြင်တော့ပါဘူး။သူတို့နေမြေမှာထုတ်လုပ်ပြီးသူတို့ရဲ့အကြိုက်တွေတိုင်းဖြစ်တဲ့အတွက်သူတို့ကိုယ်ပိုင်ခေါက်ဆွဲဖြစ်မြင်လာကြတာပါ။ဒါကြောင့်အင်ဒိုမီကသူတို့ယဉ်ကျေးမှုရဲ့အစိပ်ပိုင်းတစ်ဖွဲဖြစ်လာပါတယ်။နိုင်ငံရဲ့လူဦးရေ80ရာခိုင်နှုန်းလောက်ကဒီခေါက်ဆွဲကိုနှစ်နှစ်ချက်ချက်စားသုံးနေတဲ့အခါမှာနိုင်ဂျီးရီးယားရဲ့အမျိုးသားအစားအစာလိုမျိုးဖြစ်လာခဲ့ကြောင်းဝေးများရှင်နဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Thank you.